ားလုံးပဲမင်္ဂလာပါ War Box ကနေပြန်လေကြိုးဆိုပါရစေ။စစ်သမိုင်းတွေကစိတ်ဝင်စားစရာအကြောင်းတွေကိုပြပြဆုံဆုံတင်ဆက်ပေးတော့မှာပါ။1945မှာတော့ဂျာမနီကအခက်ခဲဆုံးကာလတစ်ခုနဲ့ရင်ဆိုင်လာရပါတယ်။အရင်တွေကကျွန်တော်တင်ဆက်ခဲ့တဲ့ဗောက်တိုက်ပွဲမှာဂျာမန်တွေရှုံးခဲ့ပါတယ်။ဟစ်တလာကဒီတိုက်ပွဲကိုအဆုံးဖြတ်တစ်ခုခုပေးနိုင်တဲ့တိုက်ပွဲအနေနဲ့ပုံဖော်ခဲ့ပါတယ်။ အနောက်ဖက်ဆင်းမျက်နှာမှာအရှိန်ဆွေးနိုင်ဖို့အတွက်ရည်ရွယ်ခဲ့ပေမဲ့တိုက်ပွဲရှုံနေမှုကြောင့်အလုံးမဖြစ်ခဲ့ပါဘူးဒီနေ့ကတော့ဘောက်တိုက်ပွဲရဲ့အဆက်တော့မဟုတ်ပါဘူးသူအပြီးမှာဖြစ်ခဲ့တဲ့လူတိနေတဲ့တိုက်ပွဲတစ်ခုအကြောင်းပါကော်မာပေါက်ကက်တိုက်ပွဲလို့ခေါ်ပါတယ်လူတိနေပေမဲ့ဒီတိုက်ပွဲကနေထူးချွန်တဲ့စစ်သားတယောက်ပါခဲ့တဲ့တိုက်ပွဲပါ သူကတော့အော်ဒီမာဖီလို့ခေါ်ကြပါတယ်ဒုတိယကမ္ဘာစစ်မှာသူရဲကောင်းစုကိုအသက်ရှင်လျက်နဲ့ရာခဲ့တဲ့စစ်သားလက်တဆုပ်စာတွေကလူတိယောက်ပါ စစ်အပြီးမှဆိုရင်လည်းဟောလီဝုဒ်ရုပ်ရှင်လောကတွေကိုသူကဝင်ခဲ့သေးတာပါဇက်ကပေါင်း40ရိုက်ကူးခဲ့ပြီးတော့အထင်ရှားဆုံးကတော့ To Hill and Back ဆိုတဲ့1955ခုနှစ်ကထွက်တဲ့စစ်ကပါဒီကနေ့ကတော့သူ့ရဲ့အကြောင်းတချို့နဲ့ကော်မာပေါက်ကက်တိုက်ပွဲမှာသူကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုကျွန်တော်တင်ဆက်ပေးတော့မှာပါဟစ်တလာရဲ့ထူးဆေးမှုနဲ့ဖြစ်ခဲ့တဲ့ဗောက်တိုက်ပွဲအပြီးမှာတော့ဂျာမန်တွေရဲ့စစ်ရေးအစီအအနေကအဆုံးဖက်ကိုဥတီလာပါတယ်။နေမျိုးတွေကိုတစားတစ်ဆဆုံးရှုံးလာရပြီးတော့ ပြင်သစ်မှဆိုရင်လည်းဂျာမန်တွေထိန်းရှုံးနိုင်တဲ့နေရာကတော်တော်လေးကိုရွာလာခဲ့ပါပြီ။ဗောက်တိုက်ပွဲမဖြစ်ခင်လပိုင်းအလိုဖြစ်တဲ့1944နိုဝင်ဘာမှာဆိုရင်ဂျာမန်နဲ့ထိနေတဲ့ပြင်သစ်အရှေ့ဆန်းလောက်ကိုပဲဟစ်တလာဘက်ကထိန်းရှုံးထားနိုင်ခဲ့ပါတယ်။ဒီနေ့မှာကော်မာပေါက်ကက်မျိုးလည်းပါပါတယ်။ဒီမျိုးကရိုင်းမြစ်ရဲ့အနောက်ဘက်ကမှရှိပါတယ်။စစ်ရေးအရအရေးပါဆုံးမဟုတ်ပေမဲ့မဟာမိတ်တပ်တွေရိုင်းမြစ်ကိုမကူးနိုင်အောင်အတွက်တော့ဒီနေရာကခံတပ်လိုနေရပါ။ဒီလိုနေရာဖြစ်လာတဲ့အတွက်ဂျာမန်တွေကဘလို့မှလက်လွတ်မခံကျင်ပါဘူး။ မဟာမိတ်တွေအတွက်ကလည်းဒီနေရာကိုတင်ပိုက်နိုင်ခဲ့ရင် right မြေအရှိတ်ကံကိုကူဖို့အတွက်လွေကူသွားစေနိုင်ပါတယ်ဒီလိုစီးရဲအယူအဆတွေကြောင့်ပဲဒီ comma pocket တိုက်ပွဲက1940လေးနိုဝင်ဘာမှာဖြစ်လာခဲ့ပါတယ်ဒီတစ်ခေါက်တော့ဂျာမန်တွေရဲ့ထိုးစစ်ကြောင့်ဖြစ်တာမဟုတ်ပါဘူး American ထိုးစစ်တွေကြောင့်ဖြစ်လာတာပါပြင်သစ်မြောက်ပိုင်းနဲ့ Beijing ဒေသတွေမှာမဟာမိတ်တွေကထိုးစစ်တွေဆော့ရှားလာပြီးမဲ1940လေးနိုဝင်ဘာဖြစ်တဲ့အဲ့ဒီအချိန်မှာတော့ပြင်သစ်အရှိတ်ပိုင်းထိုးစစ်တွေကဆက်ရှိခဲ့ပါတယ် ကော်မပိုကက်တိုက်ပွဲကတော့ဒီထိုးစစ်တွေတွေကတိုက်ပွဲတစ်ခုပါပဲထိုးစစ်တွေက ပြင်သစ်အရှေ့ပိုင်းမှာရှိတဲ့ဆိုပေမဲ့လက်တွေ့မှာတော့အချိန်တိတ်မပါခဲ့ပါဘူးပြင်သစ်အရှေ့ပိုင်းမှာမြေပြင်အနေအထားကခက်ခဲကြမ်းတမ်းပါတယ်မဟာမိတ်တွေရဲ့ထိုးစစ်တွေကဒီလိုမျိုးကြမ်းတမ်းတဲ့အရာတွေကြောင့်နှေးနေရတာပါဒါပေမဲ့ဂျာမန်တွေထိန်းချုပ်ထားတဲ့ကော်မပိုကက်စီကိုတော့မဟာမိတ်တွေက ရောက်လာခဲ့ကြပါတယ်ဒီအော်ဒီမာဖီအကြောင်းကိုပြောရရင်တော့သူက1945ကအစောပိုင်းမှာကလေးကလူတိများလာနေပါပြီ American မြေပြင်တပ်ရဲ့အမှတ်တစိငါရှေ့တန်တရင်ကြီးကတော့သူ့ရဲ့တပ်ဖွဲ့ပါဒီတခြားထူးချွန်စစ်သားအများစုလိုပဲမာဖီးယားဆိုရင်လည်းဆင်းရဲတဲ့လေသမားမိသားစုကနေဆင်းသက်လာတဲ့သူပါ American နိုင်ငံ Texas ပြည်နယ်မှာသူတို့နေထိုင်ကြပါတယ်မာဖီးကငင်းငယ်ကလေးကလူကောင်သေးပါတယ်စစ်သေးကိုဝင်ဖို့စရင်ပေးတဲ့အချိန်က1940နှစ်ဇွန်လမှာဖြစ်ပြီးတော့အသက်60နှစ်နေပဲရှိသေးတဲ့အချိန်ပါအဲ့ဒီတုန်းကအဆက်လက်တွေမှာဆိုလို့ရှိရင်သူကအရက်9ပေ4လောက်ပဲရှိပြီးတော့မှအလေးချိန်ကလည်း112ပေါင်ပဲရှိပါတယ် လူကောင်တည်တည်နဲ့ကောင်းလေးတယောက်ပါပဲလေတင်ရေးတွေလုံချတဲ့အချိန်မှာအတူတူသင်တန်းတက်ခဲ့ကြတဲ့သူတွေကတော့သူ့ကိုဘေဘီပေါ့နော်ဒီကလေးလေးလိုပဲခေါ်ကြပါတယ်လူကောင်သေးပေမဲ့သူ့ရဲ့ဒီတတိနဲ့စေရေးစွန်းကြီးကတော့မသေးပါဘူးဒုတိယကမ္ဘာစစ်အတွင်းမှာဒီလိုလူကောင်သေးပြီးတော့မှတတိရှိတဲ့သူတွေမနေမတော့ပါ1943ဖေဖော်ဝါရီမှာတော့အာဖရိကမှာကန်တတဲစစ်ဆင်ရေးတွေမှာသူပါခဲ့ပါတယ်အဲ့ဒီအချိန်ကတော့အမှတ်အစ်ငါရှေ့ကျန်တယင်းကြီးရဲ့ဘီတက်ခွဲတွေမှာပါ စစ်မြေမြန်မှာဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်နဲ့ခဲမြင့်မြင့်လုံနိုင်ခဲ့လို့သူ့ကိုတဲရင်ကစပြီးတတိထားလာမိပါတယ်။အဲ့ဒီနေ့ရဲ့ဇူလိုင်လမှာတော့အီတလီနိုင်ငံဆီစလီကဒီလာကာတာမှာပြန်ပြီးတော့မှကန်တက်ခဲ့ပါတယ်။လာကာတာတိုက်ပွဲမှာသူအတွေ့အကြုံတွေပိုရလာခဲ့ပါတယ်။သူ့ဘဝရဲ့ပထမဆုံးဖြစ်တဲ့ဒီအကြီးဆုံးတိုက်ပွဲအတွေ့အကြုံတွေပါ။လာကာတာတိုက်ပွဲက1943ဇူလိုင်လ10ရက်နေ့မှာဖြစ်ခဲ့ပြီးတော့အဲ့ဒီနေ့မှာပဲပြီးခဲ့ပါတယ်။တရက်ပတ်ကြာတဲ့တိုက်ပွဲဆိုပေမဲ့ ဒီတိုက်ပွဲကနေအတွေ့အကြုံတွေကိုကောင်းကောင်းရတော့ပါတယ်တိုက်ပွဲပြီးချိန်မှာတော့သူကတဲတဲရာသူကိုရတော့ခဲ့ပါတယ်ဇူလိုင်လနောက်ပိုင်းမှာတော့နောက်တနေရာကိုထပ်ပြီးပြောင်းသွားပါတယ်စီလာနိုဆိုတဲ့အီတလီမြို့စီကိုပါပြောင်းရွှေ့မိန်းကဒီဇူလိုင်နောက်ပိုင်းဆိုပေမဲ့မဟာမိတ်တပ်တွေကဒီမြို့ကိုကန်တက်သိမ်းပိုက်ဖို့အတွက်စက်တင်ဘာမှာပဲလုပ်ခဲ့ပါတယ်စက်တင်ဘာ9ရက်နေ့မှာကန်တက်ခေကြပြီးတော့စေရှောက်ရဲ့နေ့မှာမြို့ကိုလုံးဝသိမ်းနိုင်ခဲ့ပါတယ်စီလာနိုတိုက်ပွဲမှာတော့သူကတခြားသူတွေမလုံးသေးတဲ့လုံရက်တစ်ခုကိုလုံးပြတော့ခဲ့ပါတယ်အဲ့ဒါကတော့ တောင်ကုန်းပေါ်ကနေသူတက်စုကိုတရဇက်ပြင်းနေတဲ့ဂျာမန်စစ်တပ်နဲ့သမားစီကိုတယောက်သေးတက်ပြီးတော့မှရှင်းခဲ့တာပါတိုက်ပွဲပြီးတော့ချိန်တိတ်မကြပါဘူးနောက်ထပ်တနေရာကိုထပ်ပြီးပြောင်းရပါတယ်1943ဒီဇင်ဘာမှာစပြီးပြောင်းခဲ့ရတာပါအဲ့ဒီချိန်မှာတော့တကြက်ကြီးရာဒူနဲ့ပါပြောင်းရတဲ့နေရာကတော့ NCO ဆိုတဲ့မြို့ကိုပါအဲ့ဒီမြို့မှာမဟာမိတ်တွေကဇန်နဝါရီ22ရက်နေ့မှာစပြီးထိုးစစ်ဆင်ပါတယ်မဟာမိတ်တွေရဲ့ရည်ရွယ်ချက်ကတော့ရောမမြို့ကိုရောက်ဖို့အတွက်ပါစာပြီးကန်တက်တဲ့နေ့မှာပဲ မြို့လေးကိုရောအဲ့ဒီနာတဝိုက်ကနေရာတွေကိုပါထိန်းချုပ်နိုင်ခဲ့ပါတယ်ဂျာမန်တွေရဲ့ခုခံမှုကဘာမှမရှိသလောက်ပါပဲဒါပေမဲ့မဟာမိတ်တွေကဆက်ပြီးထိုးစစ်မလုပ်ခဲ့ပဲအရှိန်ဆွေးနေခဲ့တဲ့အတွက်ဂျာမန်တွေကဖေဖော်ဝါရီမှာတံပြန်ထိုးစစ်လုပ်လာပါတယ်မာဖီရဲ့အခက်ခဲတာကဒီမှာပါလာပါပြီ NCO မြို့ရဲ့ကာကွယ်ရေးစုံမှာရှိနေတဲ့မာဖီကမြို့သိမ်းဖို့အတွက်လာနေကြတဲ့ဂျာမန်တင်ကားတွေတွေကတစင်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်ဒါကြောင့်ဂျာမန်တွေကပြန်ပြီးတော့မှတက်ဆုပ်ခဲ့ကြပါတယ် ဒီတိုက်ပွဲမှာမာဖီကို American စစ်တပ်ကဂုံထူးဆောင်ကျေးတစိတခုကိုပေးခဲ့ပါတယ်။မက်လာမှာတော့ကာကွယ်ရေးစုံလေးမှာရှိနေတဲ့မာဖီတယောက်မော်တာကြေစာထိမှန်တော်ပြီးတော့မှဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာသေးသေးလေးရပြီမဲ့အနားယူကြတဲ့စစ်သားတွေနဲ့မတူတဲ့သူကတော့မာဖီပါ။စေပေကန်းကိုတောင်အတင်းဆွေးခေါ်မှသူကတော့ပါတယ်။ဒါတော့ဆေးရုံစေကန်းတွေမှာသူကြကြမနေခဲ့ပါဘူး။ရှေ့တန်းကိုပဲသူပြန်တော့ပါတယ်။1940လေးအောက်ကုန်းမှာတော့နောက်ထပ်တနေရာကိုသူပြောင်းရပါတယ်။ဒါကတော့တူလောင်မြို့နာမှာလုံမဲ့ Operation Dragon မှာပါရမှာပါဒီစစ်စင်ရေးမှာတော့အထင်ရှားဆုံးအနေနဲ့ဆိုရင်သူက sniper နှစ်ယောက်နဲ့စက်တနံသမားတစ်ယောက်ကိုရှင်းနိုင်ခဲ့ပါတယ်ဒီလို lesson ပြနိုင်ခဲ့တဲ့အတွက်စစ်မှုထမ်းကောင်းတစ်စိတ်ကိုထပ်ပြီးသူရပါတယ်အော်တိုဘာမှာတော့တိုက်ပွဲတွေကနေ၃ရက်အတွင်းမှာလည်း lesson ပြနိုင်ခဲ့လို့ပြည်တစ်စိတ်နှစ်ခုကိုရခဲ့ပါတယ်ရန်သူဒါဇင်နဲ့ရှီကိုဖမ်းမိနိုင်အောင်လုပ်နိုင်ခဲ့တယ်လို့အများအပြားလည်းသိခဲ့ပါတယ်ဒါပေမဲ့ဒီအော်တိုဘာတိုက်ပွဲတွေကနေဒဏ်ရာကြီးတစ်ခုသူရတော့ခဲ့ပါတယ်သူရဲ့တင်မားကို sniper ကြီးကထိတော့ခဲ့တာပါ အဲ့ဒီနောက်တော့သူမတဲရှင်တဲ့ဆေးရုံမှာလာတော်တော်ကြာနေခဲ့ရပါတယ်တိုက်ပွဲတွေမှာအစွန်ပြားနိုင်ခဲ့လို့သူ့ရဲ့ယာဒူးကလည်းတကြက်ကြီးကနေဒူးဖို့ဖြစ်လာပါတယ်ဆေးရုံကနေပြန်ဆင်းရချိန်မှာတော့ကော်မာပေါက်ကက်ဆင်းမြပြန်မှာတာဝန်ကျလာပါတယ်သူတာဝန်ကျတဲ့အချိန်ကကော်မာပေါက်ကက်တိုက်ပွဲရဲ့အလေပိုင်းကာလလောက်မှာပါ1940လေးနိုဝင်ဘာမှာတိုက်ပွဲဆလာပါတယ်အဲ့ဒီအချိန်မှာတော့ဒီမာဖီကတင်မားမှာကြေထီးတဲ့နေရာနဲ့အနားယူနေရပါတယ်ဒီတော့ တိုက်ပွဲလေးကိုသူမရောက်ခင်ဖြစ်တဲ့တိုက်ပွဲအစောပိုင်းအကြောင်းကိုကျွန်တော်ခဏပြောပါလိမ့်မယ်။မဟာမိတ်တွေကရိုင်းမြစ်တစ်ဖက်ကန်းကိုကုဖို့အတွက်ကော်မပေါက်ကိုတင်ဖို့ကြိုးစားလာပါတယ်။နိုဝင်ဘာ20ရက်နေ့မနက်ပိုင်းမှာမဟာမိတ်တပ်တွေကမြို့ကိုတင်ဖို့အတွက်ထိုးစစ်စပီးလုပ်ပါတယ်။ဒီမှာပါတဲ့တပ်တွေကဒီ American စစ်မြေပြင်တပ်အမှတ်9တက်တော်လက်အောက်ကဒီတည်ရင်တပ်ဖွဲ့တွေနဲ့ပြင်သစ်အမှတ်1တက်တော်ပါ။ American ဘက်မှာတော့တပ်အများစုကအမှတ်3 အမှတ်30ရှောင်းနဲ့အမှတ်28ဒီရှီလီယန်တမကလူတွေပါဂျာမန်ဖက်မှာတော့ SS နဲ့ဒီမြေပြင်တပ်တွေပေါင်းထားတဲ့အမှတ်69တပ်တော်ကပါပါတယ်လူအင်အားတွေကတော့အစောပိုင်းကာလဒီနိုဝင်ဘာကနေဒီဇင်ဘာအထိဆိုရင်မဟာမိတ်ဘက်မှာ9000ကနေတသိန်းဝန်းကျင်ရှိပါတယ်ဂျာမန်တွေကတော့အင်အား8000ဝန်းကျင်နဲ့ကော်မာပေါက်ကက်ဒေတာတဝိုက်မှာဖြန့်ကျက်ထားပါတယ်တိုက်ပွဲစားဖြစ်ချိန်မှာတော့မဟာမိတ်တွေဘက်ကလက်နက်ကြီးတွေလေယံတွေနဲ့ဒီကော်မာပေါက်ကက်ဒေတာတဝိုက်ကိုစားပြီးပြစ်ပါတယ်ဒီနောက်တော့ မြို့ရဲ့တောင်ပန်းနဲ့မြောက်ဘက်တွေကနေထိုးစစ်လုပ်ခဲ့ကြပါတယ်။မြောက်ပိုင်းကတက်တွေမှာတော့ပြင်သစ်တက်နဲ့အမေရိကန်ရဲ့အမှတ်၃ရှေ့ချင်းတမားကနေရာယူပါတယ်။သူတို့ရဲ့တောင်ဝန်ကတော့မြောက်ပိုင်းကနေမြို့စီကိုအင်အားဖြည့်ဖို့လာမယ်ဂျာမန်စစ်ကူတွေကိုဖျက်တောက်ထားဖို့ပါ။ဒီတောင်ပိုင်းဒေသမှာတော့အမှတ်၂၈ရှေ့ချင်းတမားနဲ့36ဒီခြေကျင်တမတွေကထိုးစစ်လုပ်ရမှာပါသူတို့ကတော့ထိုးစစ်လုပ်ပြီးဒီဂျာမန်တွေကိုရိုက်မစ်တဖက်ကန်စီပြေတော့အောင်လုပ်ဖို့ပါ တောင်ပိုင်းနဲ့မြောက်ပိုင်းကနေထိုးစစ်နှစ်နေရာလုပ်ပေးမယ်အစောပိုင်းကာလမှာအာယုံစိုက်တာကမြောက်ပိုင်းကိုပါဆောက်ရသည်မရောက်ခင်မှာအခိုင်အမာရှေရှားနိုင်မယ့်နေရာမျိုးကိုမဟာမိတ်တွေဘက်ကလိုချင်တဲ့အတွက်မြောက်ပိုင်းထိုးစစ်ကိုပဲအဓိကထားခဲ့ပါတယ်ဒါကလည်းတောင်ပိုင်းဒေသတွေမှာကတောအုပ်တွေနဲ့ဒီမြစ်ရှောင်းတွေလိုသဘာဝအတအဆီတွေပိုများတာကြောင့်လည်းပါပါတယ်နိုဝင်ဘာ20မှာစာခဲ့တဲ့တိုက်ပွဲကအစပိုင်းမှာတော့မဟာမိတ်တွေတင်ပိုက်ရတဲ့နေရာတွေတိတ်မရှိပါဘူး နမမနောက်မိုက်မှာမဟာမိတ်တွေကဒီအခိုင်အမာရှေ့ကုန်းလို့ရမယ့်နေရာရကျင်တဲ့အတွက်ထိုးစစ်တွေပို့ပြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့ဂျာမန်တွေရဲ့ခံစစ်ကပို့ပြီးကောင်းနေတဲ့အတွက်တိုးလို့မပေါက်ခဲ့ပါဘူးမြောက်ပိုင်းဘက်မှာပြင်သစ်တပ်တွေကရောနှစ်ခုသုံးခုလောက်ကိုပဲထိန်းချုပ်နိုင်ခဲ့ပါတယ်မဟာမိတ်တွေဒီလိုရှေ့မတိုးနိုင်တဲ့အချိန်ဖြစ်တဲ့ဒီဇင်ဘာမှာတော့ပြဿနာတခုဖြစ်လာပါတယ်ဒါကတော့ဂျာမန်တွေကမဟာမိတ်တပ်တွေကိုအကန့်အသတ်နဲ့ပြန်ပြီးထိုးစစ်ဆင်တာပါဒီထိုးစစ်ကြောင့်တော့မဟာမိတ်တွေဘက်မှာနေမြေဆုံးရှုံးမှုမရှိခဲ့ပါဘူး ာမင်တွေရဲ့ထိုးစစ်ကလုံးဝမအောင်မြင်ခဲ့ပေမဲ့ဒီမဟာမိတ်တွေရဲ့ပေါ်တော့ဒီစည်ရည်ရည်မှန်းချက်ကတော့ကျန်းသာတော့ပါတယ်မဟာမိတ်တွေကဒီတိုက်ပွဲကိုအချိန်ဆက်မဆွေးကျင်တော့တဲ့အတွက်ဇန်နဝါရီမှာအင်အားတွေကို3000လောက်ထပ်ပြီးဖြစ်လာပါတယ်ဒါကြောင့်ကော်မာပေါက်ကက်စစ်မျက်နှာမှာမဟာမိတ်တွေကအင်အား3000ကျော်ဖြစ်လာခဲ့ပါတယ်ဂျာမနီကတော့မြောက်ပိုင်းမှာ ဖြစ်နေတဲ့ဒီဘောက်တိုက်ပွဲကိုအဲ့ဒီအချိန်အာရုံစိုက်နေတဲ့အတွက်အင်အား1000ဝန်းကျင်ပဲထပ်ဖြစ်နိုင်ခဲ့ပါတယ်ကော်မာပေါက်ကက်စစ်မျက်နှာမှာ ဂျာမန်ဘက်ကအင်အား9000ဝန်းကျင်နဲ့ခုခံကြမှာပါမဟာမိတ်တွေစစ်ရင်အားဖြည့်နေတဲ့ဒီ1945ဇန်နဝါရီမှာအော်ဒီမာဖီကဒီအနာယူတာကနေတက်တာတော့ပါပြီဒါကြောင့်သူ့ကိုကော်မာပေါက်ကက်စစ်ပီးပြင်စီဒူးဖို့ရာဒူးနဲ့နေရာပြောင်းလိုက်ပါတယ်အချိန်ကတော့ဇန်နဝါရီလားလေဖြစ်တဲ့စင်ဟာရက်နေ့ကနေ20ရက်နေ့အတွင်းကတရက်ရက်မှာပါအဲ့ဒီစစ်မီပြင်မှာသူတာဝန်ယူရတဲ့တက်ကတော့အမှတ်35တရင်ကြီးရဲ့ဒီကွက်ကိမှုအောက်မှာရှိတဲ့ ူရဲ့အရင်တုန်းကဘီတက်ခွေတွေကတက်စုတက်စုကိုပါဒီတော့မာဖီပြောပြတဲ့ comma pocket တိုက်ခွေအကြောင်းကိုကျွန်တော်တို့ပြောရပါတော့မယ်။အော်ဒီမာဖီရဲ့တာဝန်ကြားတဲ့နေရာကတော့ comma pocket မြောက်ပိုင်းမှာပါ။မာဖီတို့စာပြီးတိုက်ပွဲဝင်တဲ့အချိန်မှာတော့ဘီတက်ခွေရဲ့အင်အားက၁၀၀လောက်ရှိပါတယ်။နောက်ပိုင်းမှာတော့တိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရတာတွေနဲ့ကြာဆုံးတာတွေကြောင့်၄၀လောက်အထိရောက်အောင်အင်အားတွေရောလာပါတယ်။တိုက်ပွဲနဲ့ပတ်သက်ရင်မာဖီတို့ကဘာမှမသိသေးပါဘူး။သူတို့သိတာကတော့ သူတို့ကဒီဂျာမန်တွေထိုးစစ်လုံးလာမယ်လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတော့ပါပဲဇန်နဝါရီလနောက်ပိုင်းမှာမာဖီရိုတက်ကဒီမျိုးရဲ့အပြင်ဘက်ကနေရာတစ်ခုကိုရောက်နေပါပြီအော်ဒီမာဖီရဲ့ကိုတွေးမှတ်တမ်းမှာရေးထားတာကတော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဒီပါးသောပုံစံရှိတဲ့တော်အုပ်လေးရဲ့အလေးအစုံးမှာရှိနေပါတယ်တော်အုပ်ရဲ့ဘေးနှက်ဖက်မှာတစ်ပင်တန်းတွေထွက်နေတာပေါ့ကျွန်တော်တို့အရှိမတော့ကွင်းပြင်ကြီးပါအဲ့ဒီကနေတမိုင်လောက်အဝေးမှာတော့ဖျားကြောင်းတဲ့အိမ်ခေါင်မိုးတွေကိုမြင်ရပါတယ် ကျွန်တော်တို့ရဲ့ဘေးမှာတော့တောအုပ်ခနေမြို့ရဲကိုဝင်မဲ့လမ်းလေတစ်ခုရှိပါတယ်ဆိုပြီးတော့မှသူပြောပါတယ်သူပြောတဲ့နေရာကတော့ဒီ comma pocket မြို့ရဲ့မြောက်ဘက်အနီးဆုံးမှာရှိတဲ့ဒီ horiza ရော်မှာပါ ရော်လေးမှာတော့မဟုတ်ပါဘူးဒီရော်အပြင်မှာရှိတဲ့တောအုပ်လေးတွေမှာပါ သူတို့ရဲ့နေရာက ရော်လေးကိုဝင်မဲ့လမ်းဘေးမှာရှိပါတယ်ဒီနေရာမှာမာဖီနဲ့တူးလူအယောက်လေးစီကတက်ဆွေးထားပါတယ်သူတို့နဲ့အတူပါလာတာကတော့ m10 တင်က20ပါ နှစ်ဆင်းစလုံးကရော်သေးကိုဝင်မဲ့လမ်းမပေါ်မှာပဲရှိကြပါတယ်။အရှိဆုံးတစ်ဆင်းကဒီတော့အုပ်ရဲ့အစမ်းမှာရှိပြီးတော့သူနဲ့ဒီ guide 60အကွာမှာဒုတိယတစ်ဆင်းကနေရာယူထားပါတယ်။မာဖီကတော့လမ်းမရဲ့ညာဘက်မှာရှိတဲ့မြောင်းလေးထဲမှာသူ့ကိုယ်ပိုင်တနက်ဖြစ်တဲ့ဒီ M1 ကာပိုင်ကိုကြိုက်ထားပြီးတော့မှနေရာယူထားပါတယ်။သူတို့တက်ဖွဲ့ဝင်အများစုကလည်းမြောင်းလေးမှာပဲရှိကြတာပါ။ဆောင်းတွင်နှင်းတွေထူထဲနေတဲ့အချိန်မှာမြောင်းလေးနေရတာကဒုက္ခအတော်များပါတယ်။ကြာကြာနေမိခဲ့ရင် စတောက်တွေထုံကျဲလာတဲ့အထိနှင်းကြိုက်တဲ့တံကိုခံရပါတယ်။ဒီဖောက်ဆိုးလို့ခေါ်တဲ့ဝက်တင်းတွေကိုတူဖို့ကလည်းအဲ့ဒီအချိန်မှာမလွေကူပါဘူး။အကြောင်းကတော့ဒီနှင်းတွေကတအားကျနေတာတပဲလောက်ရှိနေတဲ့အတွက်ကြောင့်ပါ။တောဦးလေးမှာဆိုရင်ဒီတချို့နေရာကဒူးကောင်းမြုပ်တဲ့အထိနှင်းတွေထူပါတယ်။ဘလို့ပဲဒုက္ခများများဒီလိုမနေလို့ကလည်းမရပါဘူး။သူတို့ကတင်းကားနှစ်စင်းနဲ့ရော်တွေကိုထိုးစစ်ဆင်ကြရမှာပါ။သူတို့အတွက်ကန်ဆိုးတဲ့အဆက်ကလက်ရှိရှိနေတဲ့နေရာနဲ့တက်ကူပေးမဲ့တက်ကတမိုင်လောက်ခေါ်ပါတယ်။အရင်မဝေးပါဘူး။ဒါပေမဲ့ ီတက်ကူကလည်းနောက်ထပ်ရောက်လာမဲ့တက်တွေကိုစောင့်ရမှာပါ။ဒါကြောင့်မာဖီရိုတက်ခွေကအဲ့ဒီအချိန်မှာငရေတွင်းဝေါ်ကိုရောက်နေကြတဲ့အချိန်နေပါ။ကွင်းပြင်ရဲ့တစ်ဖက်ကရော်ထဲမှာလည်းဂျာမန်တွေကစောင့်နေပါတယ်။ကွင်းပြင်လေးကိုတော့သူတို့ဝင်မလာသေးပါဘူး။အော်ရီမာဖီကအဲ့ဒီအချိန်မှာအတွေ့အကြုံဖြစ်လာပါတယ်။ဒါကတော့ဂျာမန်တွေသာတက်လာခဲ့ရင်လူ40ပဲပါတယ်သူတို့တက်ခွေကဘလို့မှခုခဲ့နိုင်မှာမဟုတ်ဘူးဆိုတာပါ။ဒါကြောင့်မာဖီကားဒီတူတက်ခွေးကိုမြောင်းတွေကနေထွက်ပြီးတော့မှတော်အုပ်တွေမှာအတန်းလိုက်နေရာယူထားဖို့ပြောလာပါတယ် သူထင်ခဲ့တဲ့အတိုင်းပဲဇန်နဝါရီ26ရက်နေ့နေခင်းနှစ်နာရီမှာဂျာမန်တွေရဲ့တင်ကားအတန်ကိုကြားလိုက်ရပါတယ်။ရော်လေးမှာရှိတဲ့ဂျာမန်တွေကတော်အုပ်စီကိုထိုးစေးလုတော့မှာပါ။နောက်တော့ဒီတင်ကားအနေဆုံးရှောက်ဆင်းလောက်ကိုမာဖီတို့တက်ကားစမြင်လာပါတယ်။ဒီတင်ကားတွေကမာဖီတို့ရှိတဲ့နေရာစီကိုတက်လာကြတာပါ။သူတို့ရှိတော့မဟုတ်ပါဘူးဒီ။နှင်းတော်တွေဂျာမာကိုယောင်ဖျောက်ဖို့အတွက်ဒီအဝေါ်စားအဖြူတွေဝတ်ထားတဲ့ရှင်းကျင်တက်တာ250လောက်နဲ့တက်လာတာပါ။ဒီဂျာမန်တွေတက်လာကြတဲ့လမ်းကြောင်းကိုလည်း နောက်ကနေလက်နက်ကြီးတွေနဲ့အရင်ပြစ်ပြီးတော့မှရှင်းလင်းပေးထားပါတယ်။ဂျာမန်တပ်တွေရဲ့အရှင်မှာလက်နက်ကြီးကြလို့မြေမုံမြေစားတွေနှင်းတွေလွင်းဆင်လာတဲ့မြင်ကွင်းကိုမြင်အောင်ကြည့်လိုက်ပါ။မာဖီရိုတပ်ဖွဲ့ကဒီလိုမြင်ကွင်းမျိုးကိုကောင်းကောင်းကြီးမြင်ခဲ့တာပါ။သူတို့အင်အားနဲ့ဘလို့မှမရှင်းနိုင်မင်းတိတာနေတဲ့အတွက်မာဖီကဒီတက်ဆုပ်ဖို့အတွက်အမိပေးခဲ့ပါတယ်။တင်ကား25ကလည်းပြန်ဆုပ်ဖို့အတွက်လုပ်လာခဲ့ပါတယ်။မာဖီကသူတို့တက်တွေပြန်ဆုပ်တဲ့နေရာမှာအထီးအခိုက်နေအောင်အတွက် နောက်တန်းကိုဆက်သွေ့ပြီးတော့မှလက်နက်ကြီးပစ်ကူတောင်းခဲ့ပါတယ်။ဒီလိုတောင်းနေတဲ့အချိန်မှာပဲဂျာမန်တွေရဲ့တင်္ကားတစ်စင်းကနေပစ်လိုက်တဲ့ကြေးက M10 တင်္ကားကို ထိတော့ပါတယ်။ဆက်ကောင်းကိုထိတော့တဲ့အတွက်တစ်ဆက်တီးနဲ့ပဲတင်္ကားရောတင်္ကားတွေကအမှုထမ်းတွေပါမီးလောင်ပြီးတော့မှပေဆုံးခဲ့ကြပါတယ်။ကိုင်းလေးစစ်အကော်ကတင်္ကားကလည်းဒီအချိန်လေးကြောင့်ဒီကြောပေးပြီးတော့မှဆုတ်ခေါ်လို့မရတော့ပါဘူး။ဂျာမန်တွေဘက်ကိုပစ်လိုက်ဒီနောက်ဆုတ်လိုက်နဲ့ပဲခွန်စည်းဆင်နေရပါတယ်။ဒီလိုဆုံးနေတဲ့အချိန်မှာပဲ M10 ကနေပြေးလိုက်တဲ့ဂျေဆန်တခုကဂျာမင်တင်ကားတစ်စင်းကိုတောမှန်ပါတယ်။တင်ကားမှာဘာမှဖြစ်မတော်ခဲ့ပါဘူး။ဒီနောက်တော့တင်ကားလည်းဒီခွန်ဆင်းစင်နေရင်ဘေးမှာရှိတဲ့မြောင်းတွေကိုကြာတော့ပါတယ်။ပြန်လဲမတက်နိုင်တော့ပါဘူး။ဒါကြောင့်ဒီတင်ကားအဖွေးဝင်တွေကခက်မြင့်မြင့်ပဲတင်ကားကနေထွက်ကြရပါတယ်။နောက်ဆုံးမှာတော့မာဖီတို့ခြေစင်ဖွေးကိုကပြစ်မဲ့သူမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာမာဖီကသူ့လူတွေကိုနောက်မြင့်မြင့်ဆုပ်ဖို့အမိန့်ထပ်ပေးပါတယ်။သူတို့အတွက်ကာပြီးပြစ်ပေးမဲ့သူကိုတော့ရွေးမတော်ခဲ့ပါဘူး။ သူကိုယ်တိုင်ပဲကြံနေရစ်ပါတယ်အဲ့ဒီအချိန်မှာသူကနောက်တန်းကနေပြစ်ကူပေးနေတဲ့လက်နက်ကြီးတွေအတွက်ဘယ်နေရာကိုပြစ်ရမလဲဆိုတာတွေကိုဆက်တွေ့ရေးဆက်နေပြောပြနေပါတယ်ဇာမင်တွေကတော့အဲ့ဒီအချိန်မှာတင်းကားကနေပြစ်လိုက်ရှင်ရှင်တက်တွေကပြစ်လိုက်နေဆက်ပြီးတက်နေကြတော့မှာနောက်တော့လက်နက်ကြီးပြစ်ကူတွေကဒီဇာမင်တွေရဲ့ရှေ့ကိုကြားလာပါတယ်တင်းကားလျှောက်ဆင်းကတော့လက်နက်ကြီးထီးတော်မကိုစိုးရင်တဲ့အတွက်တော်အောင်နဲ့ဂိုင်း90လောက်အခေါ်မှာရက်တော့ပါတယ်ရှင်ရှင်တက်တွေကတော့တဖြည်းဖြည်းနဲ့တက်လာနေကြတော့မှာ တော့ကနေပြန်ပြစ်တဲ့နေရာကတနေရာပဲရှိပါတော့တယ်။အဲ့ဒါကတော့ဒီကျန်နေရစ်တဲ့မာဖီပါ။သူကပိုင်ကနေကျင်းစံကုံတဲ့အထိပြစ်ခတ်နေခဲ့ပါတယ်။သူကလည်းဂျာမန်တွေကဒီမနာတဲ့ကိုပြစ်နေတာပါ။ကြေကုံသွားတဲ့အချိန်မှာတော့အစောတုန်းကဒီမြောင်းလေးကြားနေတဲ့တင်ကားနောက်ကိုမာဖီတယောက်ပြစ်တော့ပါတယ်။ဒီအချိန်မှာတင်ကားကမီးစားလောင်နေပါပြီ။တကယ်တမ်းတော့မီးလောင်နေတဲ့တင်ကားအနာကိုဘသူမှမနေသင့်ပါဘူး။လက်နဲ့ခင်းရံတွေအချိန်မရွေးပောက်ခွေးသွားနိုင်တဲ့အတွက်ပါ။ ော်ဒီမာဖီကတော့ဒါကိုမကြောက်တဲ့ပုံပါဒီနောက်မှာတော့မာဖီကဒီဘသူမှမလုံရဲတဲ့ကိစ္စတခုကိုလုပ်လာပါတယ်ဒါကတော့မိခိုးတွေထွက်နေတဲ့တင်ကအပေါ်ကိုတက်သွားတာပါတင်ကအပေါ်ကိုသူရောက်တဲ့အချိန်မှာတော့စက်တနက်ကိုကင်လိုက်ပါတယ်ဒီစက်တနက်နဲ့ပဲဂျာမန်တွေအုပ်လိုက်ရှိတဲ့နေရာကိုဖိပြီးပြစ်ပါတော့တယ်မာဖီရဲ့ကံကအဲ့ဒီအချိန်မှာအရန်ကိုကောင်းနေခဲ့ပါတယ်မိခိုးတွေမိတော့တွေကတင်ကားမှာရှိနေတာတော့ပောက်ခွေးတာတွေဖြစ်မလာပါဘူးမာဖီရဲ့ပြစ်ခတ်မှုတွေကြောင့်သုံးပွေခွေပြီးတက်လာတဲ့ဂျာမန်တပ်တွေကသူ့စီကိုပဲ ဓာတ်ရိုက်လာကြပါတော့တယ်မိနစ်30လောက်ပြင်းနေခဲ့တာတော့မှတင်ကားကပေါက်ကွေးမတော်တလို့သူ့စီကိုလည်းဂျာမန်တွေရဲ့လက်နက်ကြီးတွေကရောက်မလာပါဘူးဒီလိုပြင်းနေတဲ့အနေအထားကိုမဖီပြန်ပြောခဲ့တာကတော့ဒီကျွန်တော်ကအဲ့ဒီအချိန်မှာစိတ်ဝင်စားနေတာကမိခိုးတွေနဲ့တင်ကားဆောင်လေကအော်ပြီးပြစ်လို့ကောင်းတယ်ဆိုတာပဲဗျပြီးတော့ဒါက3ရက်အတွင်းကျွန်တော်ရှေ့တောက်တွေနှွေရတာပါပဲဆိုပြီးပြောခဲ့တာပါတခြားဒီဂျာမန်တပ်ဖွဲ့တွေကသူ့နေရာကိုရှာနေကြတဲ့အချိန်မှာ ဒါမှင်တင်ကားကနေမိကိုထွက်တဲ့နေရာကိုပြစ်လိုက်ကြပါတယ်။မာဘီကတော့အဲ့ဒီလိုပြစ်လိုက်တဲ့အချိန်မှာတင်ကားကနေခုံထွက်လိုက်ပြန်တန်းလာလိုက်နဲ့ဆက်တနက်ကိုလက်မလွတ်ပါဘူး။ကန်ကောင်းတာကအဲ့ဒီတင်ကားကိုဂျာမန်တွေထိအောင်မပြစ်နိုင်ခဲ့တာပါ။ဒါကတော့ဒီသူနဲ့ကိုင်းနေနေပဲကော်တဲ့နေရာမှာဂျာမန်စင်းနေရောက်လောက်ကတနက်ကိုစီနဲ့ရောက်နေပါပြီ။မာဘီကလည်းမြင်မြင်ချင်းပဲဆက်တနက်ကိုမြောင်းနေဆင်ပြီးတော့မှတရဆဲပြစ်ပါတော့တယ်။သူ့ကိုသက်ဖို့လာတဲ့ဂျာမန်တရဆင်ကအဲ့ဒီမြောင်းလေးမှာပဲတိတ်ခဲ့ရပါတယ်။ဒီနောက်တော့ မာဖီးယားအပြစ်ခဏရက်ပြီးတော့မှနောက်တန်းကလက်နက်ကြီးစခန်းကိုပြန်ဆက်တွေ့ပါတယ်။သူနဲ့အနီးဆုံးမှရောက်လာနေတဲ့ဂျာမန်တွေကိုရှင်ဖို့အတွက်ပြစ်ကူတောင်းတာပါ။အဲ့ဒီအချိန်မှာစခန်းဘက်ကဘလောင်နီနီမှရှိနေတယ်လဲဆိုပြီးတော့မှမေးလိုက်ပါတယ်။မာဖီးပြန်ဖြစ်ခဲ့တာကတော့ဖုံးမရှာနဲ့ဘေးမျိုးမစစ်ကောင်သေးတယ်ဆိုတာငါပြောပြမယ်ဆိုပြီးတော့မှစကားပြန်ခဲ့ပါတယ်။ဆိုတော့ဒါကသူနဲ့အရန်ကိုနီကဲနေတဲ့အထီးပေါ်တော့ဒီအသေးအစာမြင်ရတယ်ဆိုတာပါ။ဒီနောက်တော့ အမေရိကန်ဘက်ကလက်နက်ကြီးကြီးတွေကဂျာမန်တွေရှိတဲ့ကွင်းပြင်ကြီးတွေကိုမိုးရော်တလို့ကြာလာခဲ့ပါတယ်။မာဖီကိုတက်ဖို့တက်လာတဲ့ဂျာမန်တွေလည်းအဲ့ဒီမှာတေချေတာဒဏ်ရာရတာတွေဖြစ်တော့ခဲ့ပါတယ်။မာဖီကိုတိုင်းလည်းလက်နက်ကြီးကြီးစားတွေကိုရှောင်နေရပါတယ်။ဒီနောက်တော့ဂျာမန်တွေအထီးနာလွန်တာကြောင့်ရော်တွေကိုပြန်ဆုပ်ခေကြပါတယ်။တယောက်တည်းတိုင်ခံပြင်းနေတဲ့ဒီအော်ဒီမာဖီကိုတက်ဖို့လာကြပြီမယ်။လာတဲ့သူတိုင်းကဒီလက်မှာတဲ့ခရီးဆုံးကုန်ကြပါတယ်။တိုက်ပွဲအစီအနေက အရင်ပြင်းထန်ခဲ့ပြီးတော့တနာရီလောက်ကိုကြာပါတယ်အဲ့ဒီအချိန်အတွင်းမှာဂျာမန်တွေယာနေရှိသေးခဲ့တယ်လို့ယာနေရှိလဲဒဏ်ရာတွေနဲ့ပါဂျာမန်တွေတက်ပြန့်ခေါင်းကြချိန်မှာလဲမာဖီကသူ့ဆက်သနက်ကိုခြေကုံတဲ့အထိပြန်ပစ်ပါတယ်ခြေကုံတော့မှပဲမိလောင်နေတဲ့တင်ကားပေါ်ကနေခုံဆင်းခဲ့တာပါဒီနောက်တော့ပြန်ဆုံးနေတဲ့ဒီသူ့ရဲ့တက်စီကိုတော့ပေါက်ခဲ့ပါတယ်တပ်ပွဲအတွင်းမှာသူကိုယ်တိုင်လဲဒဏ်ရာတွေရခဲ့ပါတယ်အဓိကကတော့မိလောင်တဲ့ဒဏ်ရာတွေနဲ့ဒီပွန်ပေးတာတွေပါလူယုံမထွက်လောက်အောင်ကိုသူဒဏ်ရာရခဲ့ပါတယ် ဒါပေမဲ့စက်တနက်ကိုလက်မလွတ်ပဲတရဇက်ပြစ်ခတ်နိုင်ခဲ့တဲ့စစ်သားတယောက်ပါစစ်သားတပ်သန်းမှဒီလိုလူကတွေ့ဖို့မလိုကူပါဘူးတင်ကားကနေဆင်းလာခဲ့ပြီးတော့မှတိတ်မကြပါဘူးသူတက်ခဲ့တဲ့တင်ကားကပောက်ခွေးတော့ခဲ့ပါတယ်မာဖီတာမဆင်းခဲ့ပဲဆက်နေမယ်ဒါမှမဟုတ်ဂျာမန်တွေအုံလိုက်တဲနေကြချိန်မှာပောက်ခွေးမယ်ဆိုရင်တော့မာဖီဆိုတဲ့စစ်သားကတည်သူဖြစ်နေပါပြီဒီတိုက်ပွဲမှာသူရဲ့ကန်တရားကကူညီပေးနေတယ်လို့ပြောရပါပါဒီဖြစ်ရက်တွေကစိတ်ကူးရင်ဆက်လည်းမဟုတ်ပါဘူး ဥရောပမှာ1945ဇန်နဝါရီ26ရက်နေ့တုန်းကအမှန်တကယ်ဖြစ်သွားခဲ့တဲ့ဖြစ်ရပါဒီကိစ္စဖြစ်သွားခဲ့တဲ့နေရာကိုလည်းလက်ရှိမှာသမိုင်းဝင်အထင်အမှန်နေရာဖြစ်သတ်မှတ်ထားပါတယ်အဲ့ဒီဖြစ်ရဖြစ်ပြီးဒဏ်ရာရနေတဲ့သူကိုဒီတပ်ဖွဲ့ဝင်တွေကစေခံပို့ဖို့လုပ်ကြပါတယ်စေသေးယုံပဲလုခဲ့ပြီးတော့မှတိုက်ဖွဲ့တွေကိုသူပြန်ဝင်လာပါတယ်သူရတပ်ဖွဲ့ဝင်တွေနဲ့အတူတိုက်ခိုက်ခြင်းနဲ့ခေါင်းဆောင်တွေရောက်ပါသူရဒီလိုကောက်ကွေပေးမှုကြောင့်ပဲမဟာမိတ်တပ်တွေကကွာမာပေါက်ကက်မြို့ကိုအချိန်မကြာပဲသိမ်းနိုင်ရပါတယ် ီမျိုးကိုသိမ်းနိုင်ဖို့အတွက်ဆိုရင်သူ့ရဲ့စ조사မှုကလည်းအရေးပါတဲ့တထောင်တနေရာကနေပါဝင်ပါတယ်။ဇွန်လ2ရက်နေ့မှာတော့ဒီအอสတြေးလျနိုင်ငံမှာသူ့ကိုဂုံထူးဆောင်ထူးချွန်ဆုတွေတွေကအမြင့်ဆုံးဖြစ်တဲ့ Medal of Honor ကိုပေးခဲ့ပါတယ်။ Legion of Merit ဆုတစိတ်ကိုလည်းအဲ့ဒီနေ့မှာပဲဗိုလ်ချုပ် Alexander Patch ကရှိမြင့်ခဲ့ပါတယ်။ဆုရှိမြင့်တဲ့အချိန်မှာဒုဗိုလ်ချုပ်ကမင်းငါ့လိုတုံ့လုံးနေမယ်ဆိုရင်တော့ငါအော်မီမှာပဲဆိုပြီးအနာကပ်ပြောခဲ့ပါတယ်။ မာဖီပြန်ပြောတာကဟုတ်เสียကျွန်တော်လဲကျွန်တော်ကိုကျွန်တော်ကြောက်တယ်ဆိုပြီးတော့ပါဒူဘိုချုပ်ကဒီလိုရေးတဲ့သူမျိုးကိုမမြင်ဘူးတာကြောင့်အန်အောနေခဲ့တယ်လို့တချိန်တည်းမှာပဲလန့်နေခဲ့တာပါ1945ခုနှစ်ဩဂုတ်မှာတော့အော်ဒီမာဖီကအမေရိကန်ကိုပြန်နိုင်ခဲ့ပါတယ်သူမွေးနေ့မတိုင်ခင်ရက်ပိုင်းအလိုမှာပြန်ရောက်ခဲ့တာပါအဲ့ဒီအချိန်မှာသူကအသက်20နှစ်ပဲရှိပါသေးတယ်အမေရိကန်ကိုရောက်ပြီးတိတ်မကြပါဘူးသူကိုအမျိုးသားအဆောင်တက်မှာဗိုလ်ကြီးယာရုပေးခဲ့ပါတယ်နောက်တော့အထက်အရာရှိတွေကသူ့ကိုဗိုလ်မှုယာရုပေးဖို့စည်ရင်သွင်းခဲ့ကြပါတယ် ါပေမဲ့အတန်းပညာလိုအပ်ချက်တွေကြောင့်ဆက်ရှင်တော့ဖြစ်မလာပါဘူးဒီလိုကျန်းစာရတာကိုအရာရှိတချို့ကသဘောမချတဲ့အတွက်သူရခဲ့တဲ့ဂုံထူးဆောင်တစိမ့်တွေနဲ့ယာဒူးကထိုက်တန်ပါတယ်ဆိုပြီးတော့မှဒီစီစေးရဲ့အဖွဲ့စီကိုတောင်းဆိုခဲ့ပါတယ်သူရခဲ့တဲ့တစိမ့်တွေကဆိုရင်ဒီအခုပေါင်း28ခုရှိပါတယ် American စီကနေပဲ23ခုရခဲ့ပြီးတော့မှပြင်သစ်ကနေ၄ခု BGN ကနေတစ်ခုရခဲ့ပါတယ်သူတစိမ့်တွေကများလွန်တဲ့အတွက်ကြောင့်တခုချင်းစီကိုကျွန်တော်မပြောတော့ပါဘူးဒီနေ့မှအမြင်ဆုံးကတော့ဒီ Metal of Honor ပါ ဒီလိုစုရရထားတဲ့သူကိုဗိုလ်မှူးရာထူးပေးအပ်တင်းတယ်လို့တိုက်တွန်းလာကြတဲ့အတွက်စစ်စေးရေးအဖွဲ့ကရာထူးတိုးပိတ်ခဲ့ပါတယ်စစ်ပွေးပြီးချိန်နဲ့ဒီ CAK ရောက်ချိန်မှာတော့စစ်တပ်ကနေသူအနာယူလိုက်ပါတယ်အကြောင်းကတော့စစ်ပွေးရဲ့ဆိုဂျိုတခုဖြစ်တဲ့ဒီ PTSD ကိုသူခံစားနေရတဲ့အတွက်ပါစစ်တိုက်တဲ့သူတိုင်းဒီစစ်ပွေးနဲ့အတွေ့အကြုံရှိခဲ့မှုတဲ့သူတိုင်းမှာဒီ PTSD ရှိကြပါတယ်မာဖီကလည်းဒီလိုလူတွေတဲကတယောက်ပါစစ်တပ်ကနေအနာယူပြီးချိန်မှာတော့ဗီဒီယိုအစပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ရုပ်ရှင်လော်ကာတွေကိုသူဝင်တော့ပါတယ် ဒီလိုဝင်ခဲ့တာကမင်းသားဒီ James Cadney ရဲ့ဒီကံလှမ်းမှုကြောင့်ပါနောက်တစ်ချက်ကတော့စစ်ပီးချိန်မှာသူကလမ်းပြောင်းနေတဲ့သူဖြစ်နေပါတယ်အတန်းပညာဆိုရင်လည်းစေတမ်းပဲရှိခဲ့တဲ့သူပါစစ်သားဟောင်းတယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်သာမန်အယက်သားဘဝမျိုးကိုနေသားမချခဲ့ပါဘူးသူရဲ့စစ်ပွဲအတွေ့အကြုံကိုလည်းပြန်ပြီးပြောပြကြင်ခဲ့ပါတယ်ဒါကြောင့်မဲ့သူက Hollywood တွေကိုခြေစုံပြစ်ပြီးဝင်လိုက်တာပါဒီ To Hell and Back ဆိုတဲ့စစ်ကားနဲ့သူအောင်မြင်ခဲ့ပါတယ် ငကိုကလေးကဒီစစ်ပွေးကနေလူတီးထားတဲ့အတွက်ကြောင့်သူအတွက်အောင်မြင်ဖို့ကတိတ်မခတ်ပါဘူးခတ်တာကတော့စစ်ပွေးအတွင်းမှာရားလာခဲ့တဲ့စိတ်ဓာရာတွေကိုဖြောက်ဖြက်ပြစ်ဖို့ပါဒီမင်းသားဖြစ်နေပေမဲ့သူ့ရဲ့စိတ်ကစစ်ပွေးစီကိုပဲရောက်နေခဲ့ပါတယ် PD PTSD ကြောင့်လည်းသူ့ရဲ့ဒီရုပ်ရှင်မင်းသားဘဝကအဆင်မပြေခဲ့ပါဘူးအောင်မြင်မှုတွေရားနေလဲ PTSD ကအမြဲဒုက္ခပေးခဲ့ပါတယ်ဒီစိတ်ဓာရာကသူ့ကိုဒီအိမ်မက်ဆိုးတွေအတိတ်ကိုပြန်ပြီးမြင်တာတွေအရှိန်မဲ့မအိတ်တာတွေအိတ်ဆဲအလွန်အကျွံတောက်တာနဲ့ဒီအရက်ဆွေးလန်းတာတွေကိုဖြစ်လာစေခဲ့ပါတယ် ရုပ်ရှင်ရိုင်းနေရင်တော့မှတခြားသူတွေနဲ့နီနီကက်ကက်မနေခဲ့ပါဘူး။တခါတလေမှဒီရုပ်ရှင်ရိုင်းနေကြရဲ့အတိတ်ကိုပြန်တည်ရသောလို့ဒီနားလိုက်ရတာတွေလည်းရှိပါတယ်။1981မေလ28ရက်နေ့မှာတော့အော်ဒီမာဖီတယောက်ကိုယ်လှန်ခဲ့ပါတယ်။သူနဲ့သူ့မိတ်ဆွေ9ယောက်စီလာတဲ့လေယာဉ်တစ်စင်းကဂျော်ဂျီယာပြည်နယ်အတလန်တာကနေဒီဗာဂျီနီးယားပြည်နယ်ဒီမာတင်ဘီကိုပြန်နေတော့လမ်းမှာတင်ပြတ်ကျတော့ခဲ့တဲ့အတွက်ပါ။လေယာဉ်မှာပါတဲ့သူအလုံးကိုယ်လှန်တော့ခဲ့ပါတယ်။လေယာဉ်ပြတ်ကျရတဲ့အကြောင်းရင်းကတော့ ညာဒီဥဒုဆိုးရတဲ့အတွက်မြင်ကွင်းမရှင်းပဲတောင်ကုန်းနဲ့တိုက်မိတဲ့အတွက်ပါသူကိုလွန်ပြီးတဲ့နောက်မှာတော့အမေရိကန်စစ်တပ်ကသူ့ကိုစစ်တပ်ထုံးစံနဲ့တကြိုပေးခဲ့ပါတယ်စစ်ပွဲအတွင်းမှာရန်သူတရားကြိုကိုတယောက်တည်းဆင်းနိုင်ခဲ့ပေမဲ့တည်ဆုံးချင်းကိုတော့သူမလွန်ဆန်နိုင်ခဲ့ပါဘူးဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီနေ့မှပြောတော့တဲ့အကြောင်းအရာလေးကိုကျွန်တော်မျိုးစစ်တဲ့သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်နေ့ဒီမှာလည်းအခုလိုမျိုးစစ်ပွဲတွေကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေဦးမှာပေါ့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေပုံမှန်ကြင်ကြင်မှန်မှန်နဲ့ပြန်တွေ့ကြရအောင်ပါ